စိတ်ဒီနာနိယတိလောကောတဲ့လောကလူတွေကိုစိတ်ကဥဆောင်ပြီးတော့နေတာလူတွေဟာစိတ်ရဲ့ဥဆောင်မှုနောက်လိုက်ပါနေကြတာဖြစ်တယ်စိတ်ဒီနာပရိကတတိလူတွေကစိတ်ရဲ့ဆွဲငင်တဲ့နောက်လိုက်ပါပြီးတော့နေကြရတယ်စိတ်ရဲ့ဆွဲငင်မှုကိုလည်းလူတွေခံနေကြရတယ်ပေါ့စိတ်ရဲ့ဆွဲဆောင်မှုစိတ်ရဲ့ဆွဲငင်မှုအတိုင်း လိုက်ပါပြီးတော့လှုပ်ဆောင်နေကြတာဖြစ်တယ်လို့ဆိုတယ်စိတ်တသဧကဓမ္မသစိတ်တစ်ခုရဲ့အလိုအတိုင်းအလုံးဟာစိတ်ကကြိုက်တဲ့အတိုင်းဗဗေဝဝတမနွားကူအလုံးကလိုက်ပါပြီးတော့နေကြရတာတဲ့ဒါကြောင့်ပြောချင်တာက လူဟာစိတ်ကဥဆောင်ဆွဲငင်နေတာဖြစ်လို့စိတ်ကိုကောင်းတဲ့စိတ်ကလေးဖြစ်အောင် စိတ်ကိုတန်ရှင်းစင်ကြဲနေတဲ့စိတ်ကလေးဖြစ်အောင်ကြိုးစားအားထုတ်ကြရမယ်လို့ပြောခြင်းတယ်လူစိတ်ကခွေးစိတ်ပေါက်နေတယ်ဆိုရင်လေအဲ့ဒီလူဟာခွေးလူလူ ဖြစ်သွားမှာပဲလူစိတ်ကနွားစိတ်ပေါက်နေတယ်ဆိုရင်လေအဲ့ဒီလူဟာနွားလူလူ ဖြစ်တာပဲမဟုတ်လားလောကလူတွေပြောကြတယ်ဒီကောင် ခွေးလူကောင်ဒီကောင်နွားလူကောင်လို့ပြောကြတယ်မဟုတ်လား လူစိတ်ကနတ်စိတ်ဖြမာစိတ်ဖြစ်နေတယ်ဆိုရင်လေအဲ့ဒီသူဟာနတ်လူလူဖြမာလူလူ ဖြစ်နေမှာပါပဲ လူစိတ်ကလူစိတ်ဖြစ်နေမှသာလူစစ်စစ်ဖြစ်မှာလို့ပြောရမယ်လူစိတ်ကငြိမ်းချမ်းနေမှာလေငြိမ်းချမ်းတဲ့လူလေးဖြစ်မှာပေါ့အဲ့ဒီလိုငြိမ်းချမ်းတဲ့လူလေးဖြစ်ဖို့အတွက်ငြိမ်းချမ်းတဲ့စိတ်လေးရှိလာအောင်အားထုတ်ရတာကိုပဲ တရားအားထုတ်တယ်လို့ဆိုရင်လည်းမှားနိုင်မယ်မဟုတ်ပါဘူးလူစိတ်ဆိုတာဘယ်လိုစိတ်လဲလူစစ်စစ်ရဲ့စိတ်ဆိုတာကုသလာကုသလေဓမ္မေမနာတိဇာနာတိတိမနုသောဆိုတဲ့အတိုင်းကိုယ်အလုတ်ကိုယ်အပြော့ကိုယ်အတွေးတွေက လူကိုဆင်းရဲဒုက္ခရောက်စေမဲ့မကောင်းတဲ့အကုသိုလ်စိတ်တွေလားကောင်းတဲ့ကုသိုလ်စိတ်တွေလားဒုက္ခဖြစ်နေမဲ့စိတ်တွေလားလို့ ဲ့လိုသိနေတဲ့စိတ်ကလေးကုသိုလ်အကုသိုလ်ခွဲခြားသိတတ်တဲ့စိတ်မျိုးကမှ လူစေလို့ဆိုရပါအထာနတ္ထမနတိဇာနာတိတိမနုသောအကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးကိုခွဲခြားသိတဲ့စိတ်ဟာလူစစ်စစ်ရဲ့စေလို့ဆိုရမယ်မကောင်းတဲ့အကြောင်းရှိနေရင်မကောင်းတဲ့အကျိုးတွေရမှာလို့သိတဲ့စိတ်အရက်တော့တဲ့အကြောင်းတရားရှိရင် အယက်သမားဖြစ်ရခြင်းဆိုတဲ့အကျိုးရှိမယ်လို့သိတဲ့စိတ်အယက်ဖြတ်လိုက်တဲ့အကြောင်းရှိရင်အယက်သမားဘဝကလွတ်သွားမယ်ဆိုတဲ့အကျိုးကောင်းရှိတယ်လို့သိတဲ့စိတ်အဲ့ဒီလို အကြောင်းအကျိုးအကောင်းအဆိုးကိုသိတဲ့စိတ်ကို လူရဲ့စိတ်လို့ခေါ်ရမယ်တိရစ္ဆာန်ဆိုတာစားဖို့အိပ်ဖို့ကာမဂုဏ်ခံစားဖို့အသိစိတ်လောက်ပဲရှိတာလို့ဆိုတယ် အဲ့ဒီလူပဲလူဖြစ်ပေမဲ့လူစိတ်ကလည်းစားဖို့အိပ်ဖို့ကာမဂုဏ်ခံစားဖို့အတိလောက်ပဲကိုယ်စိတ်ကရှိနေတာဆိုရင်အဲ့ဒီလူဟာစားတာအိပ်တာကာမဂုဏ်ခံစားတာတွေနဲ့ပဲအချိန်နေကုန်ပြီးတော့တိရစ္ဆာန်စိတ်နဲ့တိရစ္ဆာန်လူလူဖြစ်မှာပေါ့တခါကမြတ်စွာဘုရားကောလီယာတိုင်းဟလိဒဝဒနမြည်တဲ့ဏီကုန်းမှာတည်င်းသုံးနေစဉ် နွားလိုခြင်းနွားလိုစားနွားလိုသွားပြီးတော့နေတဲ့နွားစိတ်နဲ့ကောလိယတာပုံနာနဲ့ခွေးလိုခြင်းခွေးလိုစားခွေးလိုပဲသွားပြီးတော့ခွေးစိတ်မွေးထားတဲ့သေနိယတို့တငယ်ချင်းနှစ်ယောက်ဖရာထံရောက်လာခဲ့ကြတယ်ဖရာထံမောက်ရောက်တယ်ဆိုရင်ပဲသူတို့ဟာနွားစိတ်ခွေးစိတ်တွေမွေးပြီးတော့နွားလိုခွေးလိုခြင်းနဲ့အကြောင်းနွားလိုခွေးလိုနေတဲ့အကြောင်း နွားလိုခွေးလိုစားတဲ့အကြောင်းနွားလိုခွေးလိုအိတ်တဲ့အကြောင်းအဲ့လိုကျင့်တဲ့အတွက်ဘယ်လိုအကျိုးတရားဒူးတွေရနိုင်ပါသလဲလို့ဘုရားကိုရှောက်ထားတော့ဘုရားကမဖြေခြင်းတဲ့အကြောင်းသူ့ကိုမမေးဖို့အကြောင်း၃ငါတောင်တားတယ်ဒါပေမဲ့ဇွတ်မေးဇွတ်လျှောက်နေတော့ဘုရားကနွားစိတ်ခွေးစိတ်တွေမွေးပြီးတော့နွားလိုခွေးလိုကျင့်နေရင် ဲ့ဒီသူတွေဟာနွားပဲခွေးပဲဖြစ်မှာပေါ့အဲ့ဒီလိုနွားလိုခွေးလိုကျင်းမှာနတ်ဖြစ်မယ်ဖြမဖြစ်မယ်လို့ထင်မြင်ယူဆနေတယ်ဆိုရင်တော့လေအဲ့ဒီအထင်အဲ့ဒီအမြင်တွေဟာအထင်မှားအမြင်မှားတွေပဲဖြစ်တယ်အဲ့ဒီလိုစဉ်စဉ်ညင်ညင်ချိုးချိုးကြံကြံကျင်းမှာနတ်ဖြစ်မယ်ဖြမဖြစ်မယ်ထင်နေရင်လေအဲ့ဒီအထင်အဲ့ဒီအမြင်ဟာမိစ္ဆာအထင်နဲ့မိစ္ဆာအမြင်သာဖြစ်တယ်လို့မိန့်တော်မူခဲ့တယ် လူဆိုတာအသိရှိသူအဲ့ဒီအသိတွေထဲမှာမကိုအကြောင်းကိုသိမြင်နေခြင်းကပိုးပြီးတော့အရေးကြီးတယ်ကိုရဲ့အကြောင်းတွေထဲမှာလဲကိုကိုကိုခံစားမှုကိုစိတ်ကိုအသိကိုအမြင်တွေကိုသိမြင်နေခြင်းကအရှင်းမြင့်တဲ့အသိလို့ပြောကြရင်လည်းဒီကုန်းချုပ်ချင်ပါတယ်အားလုံးအားလုံး အသည့်ရှိသူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းဤကုန်းချုပ်လိုက်ပါတယ်။